မင်္ဂလာပါရှင်။ဆီယာမကျူရဲ့ကျမ၏တပင်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းလေးကတော့အပိုင်း26ဖြစ်ပါတယ်။နားစင်ခန်းစားပေးကြပါအောင်ရှင်။အခန်း3၄၀ရည်တတိယမြေတန်းအောက်တွင် အခန်းထဲ၌လေတုသည်အေးဆက်ချက်ခဲနေသည်။အဝါနုရောင်လိုက်ကံများအပြည့်ဆွဲချရာတော့သူမ၏ခန်းသည်အိတ်ခန်းတစ်ခုနှင့်မတူဘဲပြရိုက်တစ်ခုနှင့်တူနေသည်။ အခန်းထဲတွင်နန်ရန်ကမိသည်နန်ရန်ကတက်ငိမ်ပကြီးကားတစ်ချက်အိယာဘေးကဇပွဲမြင့်မြင့်ကလေးပေါ်မှာဇပွဲတွင်ကြေးရုပ်ကလေးတစ်ခုအခန်းလဲတွင်ငွေရဖုံးကို အောက်ခြေကော်စော်သည့်အပြည့်ဆွဲချတာသောခင်မီကရင်တလုံးထိုကရင်ပေါ်မှာတဝက်လဲလျောင်းပြီးတဝက်ထိုင်နေသောကြောက်စရုပ်ဘဘူးတစ်ခုလိုအတွင်ဖြင့်ငြိမ်သက်နေသောသူမှာအားလုံးသည်ငြိမ်သက်အေးဆက်လျက်ရှိသည်ကျွန်တော်ခြေလက်များကို တုံနေအောင်ကော်စော်နှင့်တွဲကပ်နေအောင် ထိန်းချုပ်ထားသောအရာတစ်ခုလည်းရှိသည်ဆိုလျှင်ထိုအရာသည်နောင်တပဲဖြစ်ပါလိမ့်မည်ကျွန်တော်ဤခန်းထဲသို့ယခုလိုဝင်လာသည်ဟုထို့ပြင်ကျွန်တော်သူမနှင့်ယခုလိုယင်းနီးမသွားသည်ဟုထို့ပြင်ကျွန်တော်သူမ၏လောင်းရေးအောက်မှတသက်တသာမမိခိုသည်ဟုထို့ပြင်သူမ၏ငွေကြီးသူမ၏ဂုံတနာတို့နှင့်ဆက်ဆက်ပတ်သက်ပြီးမှတချင်းတိတ်ခွေတွေမထုတ်ခဲ့သည်ဟုသူမ၏ပိုက်ကိုယ်တဲသို့စိတ်လိုလက်ရမိုက်မဲစွာပြင်းဝင်သွားသည်ဟု ဂျီအိုမြင်မြင်လာစမ်းရှိကိုမန္တလေးကိုလိုက်လာတဲ့အတွက်မင်းစိတ်ကောက်မနေဘူးဆိုတာကို့ကိုတတ်သိပြစမ်းမှာသူမကြီးလက်ကမ်းကြိုဆိုမှုကြောင့်ကျွန်တော်အခန်းထဲတွင်ပင်ငင်းမြန်စွာမတ်တက်ရက်နေလိုက်မိသည်ထို့အခါသူမကတိုးတိတ်စွာရင်မောလိုက်လေသည်ဆိုလိုတာကောက်တယ်ပေါ့မင်းမကျေနပ်ဘူးပေါ့ကျွန်တော်နဲ့သူမကြားတွင်မမြင်နိုင်သောတရားရင်တစ်ခုကာစီရသလိုဝေးကွာလျက်ရှိသည်ဟုကျွန်တော်ခံစားနေရသည် မကျေနပ်စရာမရှိပါဘူး။ကိုဝင်းအောင်ခေါ်လို့လာတာကျွန်တော်သိရပဲ။ကျွန်တော်တန်ဒီကျွန်တော်တန်နေမတူပဲတခြားသစိန်တူဦးအတန်လို့ကျွန်တော်နဲ့စိတ်နေ။အခုလာတာနူးနူးကိုခရီးဥကြုံပြတဲ့အနေနဲ့လာနှုတ်ဆက်တာပါ။ကျွန်တော်သွားမယ်နူးနူး။ချေသူမဖျက်ကနေလှုပ်ရှားလာကဂရင်ပေါ်မှဆင်းလိုက်ပြီးကျွန်တော်ရှိရာသို့ခက်မြန်မြန်လျှောက်လာသည်။နီးကပ်လာတော့သူမကိုကျွန်တော်တဲ့တဲ့မြင်နေချင်းမဆိုင်လို့တဖြစ်သူမဝတ်ထားတော့ ကုတ်ရင်ကြီးလက်ကျဲသီးများကို ကြည်နေမိသည်ကျွန်တော်မကြက်ခနရေတွက်ဆော့ကစားခဲ့သောကျဲသီးများဖြစ်သည်သူမကျွန်တော်ရှေ့မှာပူကက်စာမတ်တရဲလိုက်၏သူမခန္ဓာကိုယ်မှာတင်းပြန့်သောရင်မွေးနှံသည်ကျွန်တော်အားအသက်ရှူကျက်စေပါသည်မင်းဘာဖြစ်နေရလဲရှိသူမလက်တစ်ဖက်ဖြင့်ကျွန်တော်ပါပြင်ပေါ်မှာသပင်တချို့ကိုခက်ဖွားဖွားပုတ်သက်ဖယ်ရှားပေးလာသည်ကျွန်တော်ဘာမှဖြစ်ပါဘူးကျွန်တော်သပင်တွေပျော့ဣမနေအောင် ဖြီးဖြီးပုံနဲ့နဲ့တွင်းရမယ်လို့ကိုမင်းအောင်ကပြောလို့ကျွန်တော်ကျွန်တော်သူမ၏လက်ကိုနူးညံ့ညင်သားစွာကင်တွေပြီးကျွန်တော်ဘာပြင်မှာဖယ်ရှားပေးလိုက်မိသည်အခဲထဲမှာသပင်ပြင်းမိမဲ့သူစောင့်နေရဲ့နူးနူးမင်းကိုဘာလို့တက်တက်မကြည့်ရလဲအုပ်စုကျွန်တော်ပင်သက်တစ်ချက်ရှိုက်ပြီးနောက်စိတ်ကိုတင်းရံသူမမျက်လုံးများတဲ့သူတက်တက်ကြည့်လိုက်သည်သူမ၏စူးရှနှက်မောင်းသောမျက်လုံးများသည်ကျွန်တော်အုံနောက်တဲ့အထိထွင်းပေါက်ကြည့်နေသည် ကျွန်တော်ရုတ်တရက်မျက်နှာလွှဲလိုက်မိပြန်သည်မင်းရှက်နေသလားကိုနဲ့ပတ်သက်ရတာကိုရှက်နေသလားယင်သူမ၏ခံမဲ့ချက်ကတိုက်ရိုက်ထိမှန်သောများတစ်စင်လိုကျွန်တော်ရင်ထဲသို့စူးနစ်စွာစိုက်ဝင်သွားသည် ကျွန်တော်မျက်နှာပြင်ရှိသွေးကြောမွားများနှွေးကနေဖြာသွားသည်ယခုချိန်ထိကျွန်တော်ပေါ်သူမခံမဲ့ချက်များမှန်နေစေဖြစ်သည် ပြောလိရှိမင်းအရှက်မရဖို့အတွက်ကိုဘာလုပ်ပေးရမလဲပြောပါ ကိုအခုချက်ချင်းပြန်သွားရမလားမင်းတခုခုခိုင်းလိုက်ပါအဲ့ဒါကိုကိုလုပ်ပါမယ်တိုးတိတ်ညင်သာတော့သူမ၏စကားသံတွင်တောင်းမှန်တိုးရှုံမှုများပါဝင်နေသလားကျွန်တော်မသိချင်ပါအခု၄၅လတွင်မင်းမျက်လုံးတွေပူပြီးအယောင်ရင်လာတာကိုသတိချမိပါတယ်အဲ့ဒါဘာကြောင့်လဲဆိုရလဲကိုရိပ်မိပါတယ်ကျွန်တော်မျက်လုံးများအညိုရောင်ရင်လာသလားကျွန်တော်သတိမထားမိပါသူမဘယ်စကားကိုဥတည်နေတယ်လဲဟုကျွန်တော်မခန့်မှန်းနိုင်ပါ ျွန်တော်အနီးရခက်စွာခက်တိုတိုရေလိုက်မိပါသည်။ဘာကြလဲဆိုတော့ညီငွေစိတ်ပြက်မှုတွေနဲ့ရင်းရော်ကုန်လို့ပေါ့။ကို့အမင်းစိတ်ပြက်စားပြူလာပြီ။ကို့အမင်းဖွင့်ပြောရမှာအာနာနေဟုတ်တယ်မဟုတ်လား။အေးဆက်ဆက်တန်သည် အဖျားဆွေ၍လှုပ်ခတ်တုန်ခါသွားသည်။ကျွန်တော်ကို့ကိုကိုတတိမထားမိလိုက်ခင်ပါပဲ။သူမကို ရုတ်တရက်ပွေဖက်လိုက်မိပြီးသားဖြစ်သွားသည်။သူမ၏ခန္ဓာကိုယ်မှာ ျွန်တော်ထင်သလိုနှွေးထွေးပြောပြမနေပါအေးဆက်တောက်တင်းလျက်ရှိသည်ဟုတ်ဆန်းရှိနောက်ဆုတ်ရက်ဆန်းကို့မင်းနှစ်သိမ့်ရှာမလို့ပါဘူးကို့ဟာအတူရောင်သိမ့်မုန်းတယ်သို့တော့ကျွန်တော်ပွေဖက်ထားသည့်လက်များကိုမလွတ်ပါထို့ပြင်သူမ၏ပခုံးပေါ်တို့မျက်နှာမောက်ချပြလိုက်မိသည်ကို့တက်40ကျော်ပြီလေအသက်40ကျော်မိန်းမတယောက်ဟာချစ်သူတယောက်ကိုသူ့ရင်ဝင်ထဲမှာ ုံနှစ်ထက်ကြောင်ထိမထားနိုင်ဘူးဆိုတာကိုသဘောပေါက်ပါတယ်။တဘာဝပါပဲ။ကိုဒီအတွက်မင်းကိုအပြစ်မတင်ပါဘူးကွယ်။နောက်ပြီးမင်းကိုမလိုအပ်တော့ဘူးဆိုတာလေကိုသိတာပဲ။ထိုစကားသည်ကျွန်တော်ရင်ထဲသို့မီးလောင်နေသောမြားဒစင်တို့နာကျင်လောင်မြိုက်စွာစိုက်ဝင်သွားပြန်ပါသည်။ကျွန်တော်ခန္ဓာကိုယ်မှာနာကျင်မှုကြောင့်စက်ခနဲတုံ့လုသွားပါသည်။မဟုတ်အဲ့ဒါမဟုတ်ကျွန်တော်ကရုံကရင်ညင်းဆိုမိသည် ထိုခဏ၌သူမ၏ခန္ဓာကိုယ်မှချက်ချင်းပင်ပြော့ပြန်းသွားသည်ထို့နောက်သူမကျွန်တော်ပခုံးကိုအตาရာပုတ်လိုက်၏အလကားကိုဝါစတာပါကွယ်သွားသွားမင်းခန့်အောင်ပြန်တော့အခုလိုချိန်မျိုးမှာမင်းစိတ်လည်းမစိုးရအောင်ငွမ်းလည်းမနေရအောင်အားလည်းနာမနေရအောင်ကြာလားစိတ်ကိုလျှော့ချတာသွားထို့နောက်သူမသည်ကျွန်တော်အားအตาရာတွန်းဖယ်လိုက်သည်သွားလီကွာချိန်သိမ့်မရှိဘူး မင်းသွားစကြရအောင်မဟုတ်လား။သူမကခြေပြားထောက်ကကျွန်တော်နဖူးကိုနှက်ခမ်းဖြင့်ထိသည့်ဆိုရုံကလေးထိ၍နှုတ်ဆက်လိုက်လေသည်။သူမ၏မျက်လုံးများမှာပြုံးယောင်တန်းနေသည်။အော်ဒါနဲ့ကိုဝင်းအောင်မင်းကိုပြောပြပြီလားမသိဘူး။ဒီနေ့ညစတိတ်ရှိုးကြီးတဲ့ပရိသတ်ကိုမင်းနာမည်စာတန်းပါတယ်လေးတော့ဖို့ပင်ရောင်းဆောင်လက်ဆောင်ပေးမှာ။ဒီနေ့မနက်ပဲဘန်ကောက်ကနေရောက်လာတယ်။ကိုတည်လာခဲ့တာ။အတော်ပဲအချိန်မီုံလေးပဲ။လက်မှတ်တစ်စောင်ကို90ကျပ်တန်းဖို့ပင်တစ်ချောင်း ကျွန်တော်သူမကိုမျက်မှောင်ကြုတ်ကြည့်လိုက်မိသည်။ဘာစကားပြောရမည်ကိုကျွန်တော်မသိပါ။ရံမုံငွေဖွဲ့လက်ထဲကိုကိုအပ်ခဲ့ပြီးပြီ။ဝင်ပေါက်မှာလက်မှတ်သိရင်ဘောပင်နေဝေပေးဖို့။သူတို့ပဲတာဝန်ယူလိုက်တယ်။အဲ့ဒါဘာသဘောလဲနူးနူး။ကျွန်တော်စတေရှိုလာဖို့ဆွဲဆောင်နေတမျိုးလား။ကျွန်တော်တန်နေနေမှာသွားနိုင်ပါသည်။အိုးဘဲဟုတ်မလဲ။မင်းရဲ့ပြိတက်ကိုအံ့ဩမှုပေးတာပဲပေါ့။သူတို့ဒီဘောပင်နေရလိမ့်မယ်ဆိုတာသူမသိထားဘူးလေ။ ဘော်ပင်လေးတွေကလည်းလှမလှ class မှာမင်းနာမည်စလုံးလေးတွေနဲ့ပင်ချောင်းနှမျိုးပါတယ်အနက်တစ်ခုအပြားတစ်ခုဒါတကယ်အမှတ်တရပဲပေါ့ရှေရဲ့သူတို့ကမင်းနဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုကိုတိမ်နှချင်ပါပဲသူတို့တို့လည်းသုံးကြမယ်ကို့အတွက်လည်းငွေသိမ့်မကုန်နီးကျွန်တော်ဒီဒီနေထားတိုင်းပြန်လဲထွက်တော်မီဟုစိတ်ကိုထိန်းချုပ်ကခြေလန်းပြင်မိမှာမရတော့ပဲသူမဘက်သို့လှည့်ကြည့်လိုက်မိသည်ညွညွကကျွန်တော်ကို တသက်လုံးနူးနူးရဲ့တစ်ပင်တစ်ပင်ပြည့်အောင်ကြိုးစားနေရလား။အိုးကျွန်တော်စကားကြောင့်သူမစိတ်ရှုပ်ထွေးသွားရင်ရှိသည်။တစ်ပင်ဟုတ်လား။ကျွန်တော်ဒီစကားကိုစမိမှာတော့မထူတော့ပါ။ကျွန်တော်တစ်ပင်မဖြစ်ချင်ဘူး။ဘသူရဲ့တစ်ပင်မှမဖြစ်ချင်ဘူး။ကျွန်တော်ကဥယျာဉ်မှုပဲဖြစ်ချင်တယ်။နေစမ်းမအောင်။မင်းဘာတွေပြောနေရလဲ။အခုဘသူကဘသူတစ်ပင်ဖြစ်နေလို့လဲ။ကျွန်တော်ကနူးနူးရဲ့တစ်ပင်ဆို။ ပကြီးကားကိုကျွန်တော်တွေ့ပြီးပြီ။သူမအံ့ဩတကြီးငြိမ်သက်သွား၏။အခန်းသည်အေးဆက်စွာတိတ်ဆိတ်နေသည်။အပြင်တွင် နေရောင်သည်တရိပ်ရိပ်ကျဆင်းလျက်ရှိသည်။အဝါနှုတ်ရောင်ခန်းစည်း၏အတွင်၌နေလင်းရောင်သည်တရိပ်ရိပ်ကုံဆုံးလျက်ရှိ၏။ခဏအတွင်းအခန်းထဲမှမှောင်ယိုးတဝါဖြစ်လာတော့မည်။သူမသည်ကျွန်တော်ရှိ၌ပုံရိပ်မတင်ရှားသောအရေးတစ်ခုသာဖြစ်တော်မည်။"အော်၊ပကြီးကားကြောက်လား။အဲ့ဒီပကြီးကားကြောက်တော့" မင်းဒီလောက်စိတ်ရှုပ်မထွေးပါနဲ့ကွယ်အဲ့ဒါလွန်ခဲ့တဲ့15နှစ်လောက်တုန်းကကိုဆွဲထားတာပါသူမ၏လက်တစ်ဖက်ကကျွန်တော်နှာခေါင်းကိုခပ်ပွားပွားလာညှစ်ဖြစ်သည်ကျွန်တော်သူမ၏လက်ကိုဆွဲဖယ်ပြင်မိသည်သို့တော့သူမ၏လက်ကွက်ကိုတော့ကျွန်တော်လှုပ်မပေးပါတင်းကျပ်စွာဆုံမြထားမိ၏ကိုယောက်ျားနဲ့ကိုဥရောပကိုတွားနေကြတဲ့အချိန်တုန်းကပေါ့နောက်ပြီးကိုမှတ်မိတယ်အဲ့ဒီပကြီးကမဆွဲခင်တရက်လိုကကိုယောက်ျားနဲ့ကိုအကြီးကျယ်ပြဿနာတက်တယ် သူမိမရှုပ်တဲ့ကိစ္စလေကိုမြမပြီကိုပြန်ကျင်တဲ့အချိန်ဟာပေါ့တဲ့ကိုလွှမ်းနေတဲ့အချိန်ပေါ့ပကြီကားရတဲ့လူဟာကျွန်တော်မဟုတ်ဘူးပေါ့ဒါဖြစ်ဘူးလေကျွန်တော်တင်းကျပ်စွာစုံညစ်ထားတော့သူမကြီးလက်တစ်ဖက်မှာပျော့ခွင်နေသည်မင်းဖေကျွန်တော်ဘုံကနေလက်ကိုပြန်လှုပ်ပြလိုက်မိသည် သူမသည်နာကျင်သွားသောလက်ကဝတ်ကိုခပ်ဖပါပုတ်တဲ့ရင်ကျွန်တော်ကိုမော်ကြည့်သည်ဖေဖေနေပတ်သက်၍ ူမ၏ပထမဆုံးသောစကားတခုဖြစ်သည်။ကိုရောကတခါမှဖိဖိကြောင့်မပြောဘူးပါ။ဒါပေမဲ့မင်းတွေးထားတဲ့ဥယျာဉ်မှုတွေတစ်ပင်နေမျိုးတော့မဟုတ်ဘူး။အတားကို့အတွက်တစ်ပင်တစ်ပင်ဖြစ်ခဲ့တာမှန်တယ်။ဒါပေမဲ့ကိုစိတ်ပြိုခဲ့တဲ့ကိုပိုင်ဆိုင်တဲ့တစ်ပင်တော့မဟုတ်ခဲ့ဘူး။ကိုအရေးခိုလုံခြင်းနဲ့ကိုမျက်နှိုးတဲ့တစ်ပင်တစ်ပင်ပဲ။ကိုအဲ့ဒီတစ်ပင်ကိုလိုချင်တယ်။ဘယ်တော့မှမရခဲ့ဘူး။ကြ ाने စကားရမင်းဖွားအင်ကိုမင်းမက်မီလားရောက်ဘူးလားကျွန်တော်ဒေါ်သာသည် တဖြည်းဖြည်းယော့သွားသည်စကိုင်းကဖွားဖွားရင်ကိုတတိယမိတော့ခါမိမိနဲ့ကျွန်တော်နက်နက်ဆော့ဆော့ဇွန်ပန်းတွေခူးခဲ့ကြသည့်အဖြစ်ပြက်ကိုတတိယသွားသည်ထိုအခါကျွန်တော်မိမိကိုလွမ်းဆွတ်သွားပါသည်အဲ့ဒီအိမ်မှာစကားပြူပင်ကြီးတပင်ရှိတယ်အကြီးအဲ့ဒီပင်ကြီးအောက်မှာအတာနဲ့ကိုနဲ့တယောက်တစ်လဲစီကတာတီးခဲ့ကြပူတယ်သူမဤတန်းမှာညဉ့်ညံ့ချူသားနေသည်အိမ်မက်တစ်ခုကြောင်ပြောပြနေသည်လို့စင်းစားပုံဖော်မှုများပါဝင်သည် ထို့နောက်သူမပြုံးလိုက်သည်ပြုံးလိုက်သည်ဟုထင်သည်ကိုလွန်ခဲ့တဲ့ခုနှစ်နှစ်ကကိုယောက်ျားကို꽌ရှင်းပြီးမြန်မာပြည်ကိုအပြီးပြန်လာတော့ကိုနေဖို့အိမ်တွေအိမ်တွေလိုက်ရှာရတာတခုမှစိတ်တိုင်းမကြောက်ဘူးနောက်ဆုံးတော့ကိုအိမ်တအိမ်ကိုဝယ်လိုက်တော့တယ်သူမတိုးတိတ်စွာရင်မောပါသည်သူမရင်မောတန်သည်ခလေးမလေးတယောက်ကြီးရှင်လန်းမှုပြတက်ကြွနေသည်အဲ့ဒီခြံထဲမှာသိလာတဲ့စကပြူပင်တပင်ပါတယ်လေ မင်းနဲ့ကိုနဲ့ညနေခင်းတွေထိုင်ပြီးစကားပြောခဲ့ကြတယ်။ဇကပြူပင်ကြီးပဲပေါ့။အဲ့ဒီတစ်ပင်ကြီးကကို့ကိုတခြားအိမ်တွေထပ်ပို့ပြီးအဲ့ဒီအိမ်ဝယ်ပြအောင်စွဲဆောင်ခဲ့တယ်လို့ကိုထင်တယ်။ဒါပေမဲ့နူနူသိရဲ့လား။ဖေဖေကနူနူကိုလုံးဝချစ်တာမဟုတ်ဘူး။ဖေဖေကမမေကိုပဲချစ်ခဲ့တာ။သူမကိုခန္ဓာရိုင်သွားသည်ကိုကျွန်တော်ကြည်နဲ့စွာစောက်ကြည့်နေမိသည်။ကိုသိပါရဲ့။သူမ၏အတန်ကအသက်သက်ကလေးဖြစ်သည်။ ကျွန်တော်နောက်ထပ်စကားတခွန်ထပ်ပြောမိအောင်ညီတိရာကတွန်းအားပေးလိုက်တယ်လဲကျွန်တော်မသိပါသို့တော့ကျွန်တော်ကတော့သူမ၏တုံ့လုံနေသောမျက်နှာကိုစိစိကြည့်ပြီးရက်ဆက်စွာပြောပြလိုက်မိသည်အခုဆိုရင်ဖေဖေကနူးနူးကိုမုန်းတော်မုန်းနေသည်ရဲ့ကျွန်တော်ဘွားဆုံးအောင်ဂလဲစားချေဖို့ရည်ရချက်နဲ့ဖြက်စည်းခဲ့တာဆိုပြီးမုန်းနေတယ်နူးနူးအဲ့ဒါကိုသိရဲ့လားသူဆော့ဆော့ကကိုယ့်ကိုပြောပြပါပြီဒါမဲ့ရှိအတရဲ့မုန်းတွေအစ်စ်တွေ့ ခင်မြင်ချက်တွေအခုချိန်မှာကိုဘာမှဂရုမစိုက်ဘူးအဲ့ဒါတွေကကိုတစ်ချိန်လုံးအိမ်မက်မက်နေခဲ့တာဆိုတာကိုသိသွားလို့လीအခုကိုလက်တွေ့ဘွားတွေရောက်လာပြီလीဒီလိုပဲရှင်ရဲ့လူဆိုတာကိုကိုကိုလှဲ့စားတတ်တဲ့အမျိုးပဝါပပလေးတခုဖုံးထားတယ်လို့ယုံကနေလေးပဝါကိုလှက်လိုက်ရောပြစ်မှန်ပေါ်လာရောအဲ့ဒီခါမှာတော်တော်ရေစရာပိုကောင်းသွားတယ်အင်းလေအချို့ကတော့နာကျင်စရာငိုကျင်စရာကောင်းကျင်ကောင်းမှာပေါ့ ကိုကကံကောင်းနေပြရမယ်။ရေရလို့လီ။သူမခက်ပွားပွားရင်မောပြန်မှသည်။တခုပဲလိုတာကွ။အပြစ်မှန်ကိုဖုံးလွှမ်းထားတဲ့ပဝါစာလေးကိုဆွဲလက်ပေးမယ်လူတယောက်။ဒါမှမဟုတ်အပြစ်ပြက်တခုအဲ့ဒါပဲလိုတာ။ကျွန်တော်ဘာစကားပြောရမှန်းတကယ်မသိတော့ပါ။ကျွန်တော်ခံတို့ပြန်တည်မိဟုကျွန်တော်ထင်သည်။အဲ့ဒါတွေကိုတော့ကျွန်တော်နားမလည်ပါဘူး။ကျွန်တော်လိုတာကိုတော့ကျွန်တော်သိတယ်။ကျွန်တော်လိုတာလွတ်လပ်မှုပဲ။ လွတ်လပ်မှုဟုတ်လားရှင်မင်းကိုစီကနေလွတ်လပ်ရေးတောင်းနေရလားသူမဟာပပရင်မောလိုက်တော့ခါအခန်းတစ်ခုလုံးတွင်စိတ်ငါမှုများဖြင့်ဖုံးလန်းသွားတော့သည်ကျွန်တော်ကယောက်ျားပဲမိမတယောက်စီကကျွန်တော်ဘာမှတောင်းစရာမလိုပါဘူးကျွန်တော်ရဲ့လွတ်လပ်မှုကိုကျွန်တော်ကကျွန်တော်ယူလို့ရတာပဲကျွန်တော်ဆုံးဖြတ်ချက်နဲ့ကျွန်တော်ယူတာပဲအခုကနင်းနူကိုအတိပေးတာပါရှေးရှောက်အုပ်စိုးကတက်တော်စိန် pre recording နဲ့ဘာမှမပတ်သက်တော့ဘူးအဲ့ဒါဘယ်သူမှမသိခင် နင်းလူတည်ထားဖို့လိုတယ်လို့ကျွန်တော်ထင်တယ်လီတက်ချင်းငွေ၅ခွေထုတ်ပြီးရလာသည့်အမြတ်ငွေများသည်ကျွန်တော်လှလည်ရီကိုဝယ်ယူရတွင်လုံလောက်ရုံမကပိုရှံနေပြီဟုထင်သည်ကျွန်တော်မှာအုပ်ဆိုးဥသောနာမည်နှင့်ဈေးခတ်ပေါ်ပေါ်တိုက်ခန်းလေးတစ်ခုသာကျန်မည်ကိစ္စမရှိပါနာမည်ရှိရင်ကျွန်တော်ဆက်လက်ရှိနေနိုင်မည်ဖြစ်သည်တောင်းပါပြီဒါပေမဲ့မင်းတစ်တော်စင်း pre-recording နဲ့မပတ်သက်အောင်နေလို့ပဲရမယ်ရှိရှေး studio နဲ့မပတ်သက်လို့တော့မရအောင်တည်လား ဘာကြောင့်လဲဆိုတော့အဲဒီစတူဒီယိုပိုင်ဆိုင်တဲ့သူကမင်းလေမင်းနာမည်နဲ့မင်းလက်မှတ်နဲ့စာချုပ်စာတမ်းတွေလीကျွန်တော်မျက်နှာတစ်ခုလုံးထူပူသွားဤမလို့ခြင်းမအူနင်တို့စီကကျွန်တော်ဘာမှမယူခြင်းမယူခြင်းတို့မရဘူးအဲ့ဒါမင်းပိုင်မိတာပဲနောက်ပြီးအဲဒီစတူဒီယိုတစ်ခုလုံးကိုကြားစီအတွက်ကိုပစံတပြားမှမပါဘူးလीအဲ့ဒါမင်းပစံတွေမင်းတချင်းကိုရရတဲ့ပစံတွေလीကိုလောက်ကလေးက မင်းတွက်လို့မင်းဘာဖြစ်လို့မတွေးမိရလဲကိုကမင်းမယုံခဲ့ဘူးပေါ့ရှေကြီးကိုမင်းပေါ်ဘလို့သဘောထားတယ်လို့မင်းနဲ့နဲ့လေးမှမတွေးကြည့်ခဲ့ဘူးလားတသက်ညာညာလေးတစ်ချက်တလေမှပြေးမကြည့်ခဲ့ဘူးလားညာကြီးတော့လေတန်းတစံမှမပါပဲသူမကျွန်တော်ဟာအေးဆက်စွာဖြင့်စကားပြောလေသည်ညာဖြစ်မင်းတွက်ကဘလို့မိမကြီးဖြစ်နေခဲ့တယ်လေအလိုတန်းစားတဲ့မှာကို့ကိုမင်းထည့်ထားခဲ့တယ်လေ ဲ့ဒါကိုသိချင်တယ်အခုဖြေစမ်းမှရှိကျွန်တော်မဖြေပါကျွန်တော်ထွက်သွားမှဖြစ်မည်သူမအံ့ဩမှုတွေကျွန်တော်ပေးနိုင်မည်ဟုကျွန်တော်ကိုကျွန်တော်ထင်မိခဲ့စေမှာပဲတကယ်တမ်းကျတော့သူမကဒါကျွန်တော်ဟာအံ့ဩမှုတွေပေးလိုက်သူဖြစ်သည်ကျွန်တော်တီးချက်ပေါ်၍မအံ့ဩခြင်းမှာတီးချက်ပေါ်၍မတုံ့လောက်ခြင်းမှာကျွန်တော်သွားမယ်နုနုနေရောသူမကကျွန်တော်လက်မကိုဖမ်းဆွဲလိုက်၏ ူမ၏လက်များမှာဒေါသဖြင့်ကြမ်းတမ်းစွာခွန်အားပြည့်လျက်ရှိသည်။မင်းမဖြေရသေးဘူးလေ။မဖြေမချင်းဟောဒီခံနေရမင်းမထွက်ရအောင်။ဖြေ။ကိုကမင်းဘဝမှာဘလို့အခမ်းကဏ္ဍမျိုးကနေပါနေခဲ့တယ်လေ။ကိုသိကျင်နေ။ဖြေစမ်း။ကျွန်တော်ခက်ခက်ရေလိုက်ပြီးသူမဘက်သို့ပြုံးကနေလှည့်ကြည့်လိုက်ပါသည်။ကျွန်တော်ဘဝမှာနူးနူးကမကောင်းမှုတစ်ခုပဲ။အပြစ်တစ်ခုပဲ။အဲ့ဒါအမှန်တရားပဲ။ ကျွန်တော်လက်မောင်းမှာသူမရဲ့လက်ပြုတ်ကျသွားသည့်အခါအခန်းတကားစီသို့ကျွန်တော်လင်မြန်စွာရှောက်လာခဲ့ပါသည်။တကားလက်ကင်ကိုလှည့်လိုက်စင်ပါပင်။သူမ၏တိုးတိတ်သောစကားတန်ကိုကြားရသည်။ဒါဖြင့်ဘိုးဘက်ကလည်းအမှန်တရားတစ်ခုပြောပြမယ်။ကျွန်တော်တကားမဖွင့်သေးပဲသူမဘက်ကိုလှည့်မကြည့်ပဲငြိမ်သက်စွာရက်နေမိသည်။ကိုယ်တန်20လောက်တော့ကလောကကြီးမှာအသက်ရှင်မှု ကိုနဲ့လောကကြီးကိုဆက်သွဲပေးတဲ့အရာကို့မိပဲဒါပေမဲ့ကို့အသက်20ရောက်တော့ကိုနဲ့လောကကြီးကိုဆက်သွဲပေးတာဂီတဖြစ်သွားတယ်ကို့အသက်30ရောက်တော့ကိုနဲ့လောကကြီးကိုဆက်သွဲပေးတာဂီတမဟုတ်တော့ဘူးစီးစိမ်ချမ်းသာနဲ့အောင်မြင်မှုပဲဟောအခုအသက်40ရောက်တော့ပြောင်းသွားပြန်ပြီကိုနဲ့လောကအကြဆက်သွဲပေးတာယောက်ျားတယောက်ဖြစ်သွားပြီတိလာရှိအဲ့ဒီယောက်ျားအတွက်ပဲ ိုအသက်ရှင်နေခဲ့တာကျွန်တော်အခန်းပြင်သို့တွေးယူတွေ့တန်းထွက်လာခဲ့မိသည် ကျွန်တော်တကူလုံးတုံရင်နေ၏ထို့နောက်သူမခန်းအုံနေရန်ကိုခြေဖြစ်တစ်ချက်ပိတ်ကံပစ်လိုက်မိသည်သို့သောကျွန်တော်မြင်ရုံများသည်ဝေ့ဝဲလာသောမျက်ရည်ကြောင့်မှုံဝါသွားပါသည်နောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ပေးကြပါဦးရှင်အစုံဤနားဆင်ပေးကြသူတအူးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်